ားလုံးပဲမိပါပါရှင်။နှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါ යි ။ဒီ channel လေးကတော့စိတ်ဝင်စားစရာနှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။ဘေးကင်မြတ်တာဟိုးရှိရှိတုန်းကကြီးမားကျယ်ပြန့်တဲ့တောကြီးတစ်ခုထဲမှာသင်္ကန်းတကောင်အုပ်စိုးပါ යි ။အဲဒီသင်္ကန်းမှာသာသမီမရှိပါဘူး။ဒါကြောင့်သူဟာကြီးကန်းလေးတကောင်ကိုငငယ်ကလေးကနေမွေးစားခဲ့ပါ යි ။ အခုတော့အဲ့ဒီကြီးကန်လေးရလည်းအရွယ်ရောက်လာပါပြီတိုင်ငယ်ကြီးကအဲ့ဒီကြီးကန်လေးကိုမင်းသားလေးလို့နာမည်ပေးခဲ့ပါရင်မင်းသားလေးဟာအယံကိုမနာကြည့်ပြီးဘသူနေမှစကားကန်ကန်မပြောပါဘူးဒီနေ့မှတော့တိုင်ငယ်ကြီးကမင်းသားလေးခေါ်ပြီးတော့ပြောခဲ့ပါရင်ဒါရင်ခမဲတော်လည်းအသက်ကြီးလာပြီးကျမ်းမာရေမကောင်းကျင်တော့ခမဲတော်ကတော့တောင်းကောင်းမွန်တဲ့လက်တွဲပေါ်ရှာပြီးမြ мян အိမ်အောင်ပြုတ်စီခြင်းပြီးပြီးရင်တော့ခမဲတော်ရဲ့တာဝန်တွေကိုလက်လွဲယူစီခြင်းနဲ့ဒါရင် မာနာကြီးရဲ့မိသားလေးကတီလိုပြန်ပြောခဲ့ပါတယ်။ခမဲတော်အိမ်တော်ပြုတ်လာများဘာခက်လို့လဲ။တော်ရီမှာရှိတဲ့ငှက်မလေးတွေအားလုံးကတားတော်လိုချင်နေကြတာ။ဒီလောက်ကြီးဘဝင်မြင့်နာမကောင်းတော့တိုင်းအိမ်တော်ပြုတ်တယ်ဆိုတာဒီတိုင်းတွေးရတဲ့သူကောက်ယူလိုက်လို့မှမရတာ။ကို့ဘောင်အမှန်တကယ်ကောင်းပြီးကို့အမဲအဖော်ပြုတ်ပေးနိုင်တဲ့သူကိုမှလက်ထပ်တင်တာ။အဲ့ဒါကြောင့်အိမ်တော်မပြုတ်ခင်တည်တည်ချာချာစဉ်းစားရတယ်။ခမဲတော်အတီတဲမှာဒါအတွက်လက်တွဲပေါ်ကောင်းတရားလောက်တော့ရှိလာမယ်။ ခမဲတော်သူတို့အားလုံးခေါ်လိုက်မယ်။ဒါတော့နှစ်တက်တဲ့ငှက်ကိုလက်တွဲပေါ်အဖြစ်ရွေးချယ်လိုက်ပါ။နောက်တနေ့မှသူတို့စီကိုငှက်လက်လာလေးတွေအများကြီးရောက်လာကြပါ යි ။ဘီရင်ကြီးတိတ်ငှက်ကပြောလိုက်ပါ යි ။ဒါတော့သူတို့တွေမှာဒါတော့နှစ်တက်တဲ့ငှက်ရှိ ခမဲတော်ပြောပါ။ဘီရင်ကြီးတိတ်ငှက်ကအဲလိုပြောပြီးရဲ့နောက်မှာသူတို့နာကိုတနာဘူးကောင်းနဲ့ငှက်လေးတစ်ကောင်ရောက်လာပါ යි ။ပြီးတော့ဘီရင်ကြီးတိတ်ငှက်ကိုရှောက်တင်လိုက်ပါ යි ။ဘီရင်ကြီးကျွန်တော်မျိုးမှာအာကုတ်ဆရာမရှိရင်ငှက်လေးတစ်ကောင်သာဖြစ်ပါ යි ။ ဘီရင်ကြီးကိုရှောက်တင်စရာရှိပေမဲ့လည်းဘလို့ပြောရမှန်းမသိတော့ပါဘူးကျွန်တော်မျိုးမအထွတ်လဲအဲ့ဒီစကားပြောထွက်ဖို့ကအရန်ခက်ခဲ့ပါကျွန်တော်မျိုးမရဲ့တမီးကမင်းသားလေးကိုအရန်ချစ်မိနေပါမင်းသားလေးသူ့နဲ့လက်ထပ်ဖို့တောင်းဆိုပြစီကျွန်တော်မျိုးမရဲ့တမီးလေးကမင်းသားလေးကိုမြင်မြင်ချင်းချစ်မိသွားခဲ့တာပါအချိန်ပြည့်မင်းသားလေးကောင်းကောင်းနေပဲပြောနေလေးရှိပါ诶ဒီကနေထွက်သွားစမ်းစီးရဲသားလေးရဲ့မင်းတို့လိုအချောင်လိုချင်တဲ့ဟာရီငါအများကြီးမြင်ဖို့ပြီးပါပြီဒီလိုစင်းရဲတဲ့ငှက်နဲ့လေငါဘယ်တော့မှလက်ချက်မှမဟုတ်ဘူး ဒီမှာကြည့်လိုက်ပါငါးစီမှာလှပပြီးချမ်းသာရင်ငှက်လေးတွေတန်းစီနေငါနေလက်ထက်ခြင်းလို့လေကို့ပါတာကိုဒီညာနေထွက်သွားပါမဟုတ်ရင်ငါတို့နေထုတ်ရလိမ့်မယ်ဘီရင်ကြီးတိမ်ငှက်ကလည်းပြောလိုက်ပါခမဲတော်သားတော်လိမ်မာဖို့ဒီလိုမာနရီမထားဖို့စုံမနေရကြပြီသူမြောက်ဒီလိုမဆက်ဆံရဘူးလေတားရဲ့သားတော်ဒီလိုတွေလာစုံမနေစရာမလိုခမဲတော်သားတော်ရာနီကိုသဘောကျပြီးတော့သားတော်သူ့နဲ့ပဲလက်ထပ်မယ် ။တနေ့မှာတော့တော်ရဲမှာတရားရနေရဲ့ငှက်လေးတစ်ကောင်ပြုတ်ကျနေခဲ့ပါ යි ။အာကုညီကြပါအောင်တရားရောက်ကျွန်တော်ကုညီကြပါအောင်ဗျာ။အဲ့ဒီချိန်မှာခုနတနားကြာကောင်းတဲ့ငှက်လေးကတရားရနေရဲ့ငှက်လေးထောင်ရောက်လာပါ යි ။ပြီးတော့သူကတရားရနေရဲ့ငှက်လေးအတွက်လိုက်ပြီးအကူညီတောင်းပြပါ යි ။အကူညီလိုက်တောင်းခြင်းနဲ့ပဲသူကတော်ရဲမှာမင်းသားလေးကိုပြန်ပြီးတော့တွေ့လိုက်ရပါ යි ။ဒါကြောင့်သူကမင်းသားလေးအနာကိုအားတက်တယုံနဲ့သွားပြီးတော့အကူညီတောင်းလိုက်ပါ යි ။ အရှင်မေတ္တာလေးဟိုနားမှာငှက်လေးတစ်ကောင်တရားရနေပိုင်းကျေးဇူးပြုပြီးသူ့ကိုလာကူညီပေးပါ မဟုတ်ရင်သူတည်သွားလိမ့်မယ်တနာစီယာငှက်ရင်မင်းဒီညာအထိအကွက်စင်ပြီးငါနောက်လိုက်လာငါရှိရနေထွက်သွားစမ်းငါမင်းရဲ့တမီးနဲ့လက်မထက်နိုင်လို့ပြောပြီးပြီနော်အဲ့ဒါကြောင့်တနာဖွယ်ငှက်လေးဟာဒေါသထွက်လာပါအောင်ရင်သူကလည်းမင်းသားလေးကိုပြန်ပြောလိုက်ပိုင်းမင်းသားလေးတင်ဒီလောက်ထိမာနမကြီးတင်ဒီကနေ့ကစပြီးတောရီမှာရှင်ငှက်တိုင်းတင့်ကိုမုန်းတီးပြီး သင်နဲ့လက်မထက်ကြပါစေနဲ့လို့ကျမကြိမ်ပါတယ်။ဒါဆင်းရဲမှုဒုက္ခလည်းကြုံတွေ့ရပါစေ။ပြီးတော့ကျမတမျိုးလိုချင်လို့ကျမလာကြတော့ပြီးတောင်းဆိုရင်းနေလဲရောက်လာပါစေ။တွားဆက်မှာမင်းလုံအားကိုးရံဖြစ်တနာဖို့ကောင်းတဲ့ငှက်လေးရငော့ဘာကြည့်တာတိုက်နိုင်ပါလဲ။အချိန်တွေကတပြေးပြေးနဲ့ကုံဆုံးသွားအနေမြတော်ရဲမှာရှိတဲ့ငှက်တွေကမင်းသားလေးကိုစကားမပြောချင်ကြတော့ပါဘူး။ဒါတော့ခမေးတော်တအောင်မာနမကြည့်ဖို့အချိန်ချင်းဆုံးမခဲ့။ဒါပေမဲ့တအားနားမထောင်ခဲ့ဘူး။ သားတော်ခမဲတော်နှင်းထုတ်တယ်ခမဲတော်မင်းရဲ့မျက်နှာတော့မကြည့်ကျင်တော့ဘူးဘင်းကြီးတင်ငတ်ကနှင်းထုတ်လိုက်တဲ့အတွက်ကြောင့်မင်းသားလေးဟာလေသူ့ရဲ့အိမ်ကနေစွန့်ခွာသွားရပါတယ်သူဟာရဲ့အတော်ကြာရဲ့အထိဘာမှမစားမတော့ဘဲအငက်နေခဲ့ရပါတယ်အဲဒီချိန်မှာသူနားလေသွားပါအောင်လေငါတကယ်မကောင်းကြီးတာပါငါတခြားငတ်တွေအဲ့လိုမဆက်ဆံခဲ့တဲ့ငါအဲ့ဒီငတ်တွေပြန်တောင်းပန်ရမယ်ငါ့ကိုကြင်စာတိုက်ခဲ့တဲ့တနာဖို့ကောင်းတဲ့ငတ်လေးကိုအရင်ဆုံးတောင်းပန်ရမယ် အဲလိုနဲ့သူကအဲဒီငတ်ကိုရှာဖွေဖို့စတင်ထွက်ခွာသွားပါတယ်။လိုက်ရှာရင်လည်းသူကတခြားတော်တစ်ခုတည်းရောက်ရှိသွားပါတယ်။အဲဒီတော်ရဲမှာသူကအရန်ကိုလှရင်ငတ်မလေးတကောင်တွင်းခဲ့ပါတယ်။ပြီးတော့သူ့စိတ်ထဲမှာတွင်းနေခဲ့ပါတယ်။ငါကြိမ်စာမိနေရဘယ်ငှက်အနာပဲကက်ကက်အားလုံးကငါ့ကိုမုန်းသွားကြတာကြီးပဲ။ဒီငတ်မလေးကတော့အရန်လှတာပဲ။ငါသူ့နဲ့စကားပြောကြည့်ချင်တယ်။ဒါပေမဲ့ငါဘယ်လိုစကားသွားပြောရပါမလဲ။မင်းသားလေးဟာအဲဒီလိုတွင်းရင်းနေပဲ။ လက်မလေးနောက်ရှောက်သွားပါရဲ့ကျွန်တော်ကဟိုဘက်တော့ကနေလာခဲ့ရပါ ကျွန်တော်ကချိန်သာမိနေရပါကျွန်တော်အရင်ကမာနာကြီးခဲ့ပါတယ်တနာဖို့ကောင်းတဲ့ငှက်လေးတစ်ကောင်လည်းဖေးမကူညီရမယ့်အစားစိုးစိုးရွရွဆက်ဆံခင်းမိပါရဲ့ဟုတ်လားဒါဆိုရင်တော့ကျွန်မရှင်ကူညီနိုင်ပါရဲ့ရှင်ကျွန်မနောက်ကလိုက်ခဲ့ပါ မင်းသားလေးဟာငှက်မလေးနဲ့အတူတူသူ့ရဲ့အိမ်ကိုလိုက်သွားပါရဲ့ငှက်မလေးရဲ့အိမ်မှာတော့သူရိုင်းရိုင်းဆက်ဆံဆက်ဆံခင်းမိရဲ့တနာပွဲငှက်လေးကိုတွေ့လိုက်ရပါရဲ့ အင်းငတ်ကိုတွေ့ရနဲ့မင်းသားလေးကချက်ချင်းပဲတောင်းပန်လိုက်ပါရင်ကျွန်တော်ခွင့်လွတ်ပေးပါကျွန်တော်တကယ်တောင်းထားရနေပါပြီ ကျွန်တော်ကိုကြိမ်းစားပြန်ကူညီပေးပါ ကျွန်တော်မှတကယ်ဘာမှမရှိတော့ပါဘူးဘယ်တော့မှမနာမထားသင့်တော့ဘူးဆိုတာကျွန်တော်နားလေသွားပါပြီမင်းသားလေးအမောက်နားလေပြီတကယ်နောင်နာရလို့ရှိရင်ကြိမ်းစားသူ့လိုလိုပြည့်သွားပါလိမ့်မယ်ကျွန်တော်ဂရုပေးပါရင်ဒီနေ့ကစပြီးကျွန်တော်ဘသူ့မှမောက်မောက်မမနဲ့မဆက်ဆံတော့ပါဘူးငှက်တွေအားလုံးလေးကူညီပါမယ် ျွန်တော်အနှူးညွတ်တောင်းပန်ပါကျွန်တော်ခွင့်လို့ပေးပါ ပြီးတော့ကျွန်တော်အနှစ်သမီးလို့သဘောကျပါပြီးတော့သူ့နဲ့လက်ထပ်ချင်တယ်ဒီလိုနဲ့မင်းသားလေးတို့ပျော်ပျော်ရွှင်ရွှင်နဲ့လက်ထပ်လိုက်ရပါအောင်ပြီးတော့သူ့ခမဲတော်ရဲ့တာဝန်ကိုယူပြီးငှက်တွေကိုကုညီဆောက်ရှောက်ပါအောင်ဘယင်ကြီးသိငှက်ကလည်းသူ့သားတော်အတွက်အရန်ကိုဝမ်းသာခဲ့ရပါကောင်းလေးခုံယူခဲ့ရပါတယ်တာကျမရဲ့ကလေးတွေဘာမှမစားရသေးဘူးကျမအောင်လှုပ်ပြဖို့ကြီးကံကိုပြောပြပါ ရှာတရားရဲ့တောင်းထဲမှာစာကလေးငကသူ့ရဲ့ကလေးတွေအတွက်အစာရှာထွက်နေပိုင်စာကလေးကအပြင်တပင်ရဲ့အကိုင်းပေါ်မှာအစာနည်းနည်းတွေးလိုက်ပိုင်စာကလေးကအိတ်စာကိုယူဖို့လုပ်တဲ့အချိန်ကြီးကန်းကအဲဒီကိုရောက်လာပြီးစာကလေးကိုဖမ်းလိုက်ပိုင်အာကျမလွတ်ပေးပါကိုတူရဲ့ကျမကလေးဖျားအိမ်မှာတယောက်ထဲပါကျမသွားခွင့်ပေးပါစာကလေးရဲ့အတန်းကြားပြီးအိမ်သားမှရှိတဲ့တင်ငတ်ကစာကလေးနောက်ရောက်ပြီးဒါရီကိုတွေ့သွားပါတယ်။ဒီစာကလေးကိုလှုပ်ပေးလိုက်ကိုတူ ဒီစာကလေးမှာကလေးငယ်ငယ်လေးတွေရှိသေးရဲ့တိတ်ငယ်ရင်ခမည်းတော်ကနေထွက်သွားပေးပါဒီစာကလေးကကျွန်တော်ဆောင်လာခိုးနေရကျွန်တော်သူ့ကိုအလွတ်မပေးဘူးကျွန်တော်သူ့ကိုမြို့ပေါ်တောင်းဦးတဲခေါ်သွားပြီးရောင်းစားပြစ်မှာပြီးရင်ပတ်စံဆူထားမှာကျမကိုကယ်ပြီးမှကိုတိတ်ငယ်ကျမရဲ့ကလေးတွေတည်သွားလိမ့်မယ်အရင်တော့ကျမမိသားစုကကျမကိုနှိပ်စက်ခဲ့တယ်အခုတော့ဒီကိုတူကကျမကိုဒုက္ခပေးနေရဲ့ကျမရဲ့ကလေးတွေပိုက်စားနေပြီကျမတို့ဒီကနေသွားခွင့်ပေးပါလို့ကိုတူကိုပြောပေးပါကိုတူ တကယ်လို့နင်ဒီစာကလေးကိုမလွတ်ပေးငါကိုယ်တိုင်မင်းကိုအသေးတက်ပြစ်မယ်အခုငါအသားငါရှောင်နေရဆိုပေမဲ့နင်းလိုရုံမာရီကောင်မျိုးတက်စားရင်တော့ငါငရေမကြည့်နိုင်ကုတူကတိမ်ငဲ့ရဲ့ဒေါ်တာအောင်မြင်ပြီးလန့်သွားပါပြီးတော့စာကလေးကိုလွတ်ပေးလိုက်ပါငါကခွတ်လွတ်ပေးပါညမစာကလေးရဲ့နင်းလိုတလောက်အစာယူသွားလို့ရပါ යි စာကလေးကအစာယူပြီးသူ့အိမ်ကိုပြန်သွားပါပြီးတော့သူ့ကလေးတွေကိုစားစရာပေးပါဘိုက်စာလုံးတွေရဲ့စာကလေးရဲ့ကလေးနှစ်ယောက်လုံးကအစာအစာနေကြပါ යි ပြီးတော့စာကလေးရဲ့သမီးကြီးပြပြကလည်းပြောလိုက်ပါရင်အမေအမေဘာလို့ဒီလောက်နောက်ကျနေရလဲစာကလေးကသူ့ကလေးတွေကို ဖြစ်ကြောင်းအကုန်ပြောပြလိုက်ပါရင်ကလေးတို့ကလေးတို့ရဲ့အဖေသားဒီနေ့ထိမမေတို့နဲ့အတူရှိနေသည် အမေတို့လည်းဒီလောက်ဒုက္ခခံနေကြမလို့ပါဘူးအမေအဖေကဘာလို့သမီးတို့ကိုအဲ့ရနေနေထုတ်လိုက်တာလဲသူကသမီးတို့နဲ့အတူတူဘာလို့မနေချင်တာလဲသမီးရေဒီလောကကြီးကသမီးမင်းကလေးတွေဆိုရင်ဝင်ထုတ်ဝင်ပုံလို့သတ်မှတ်ထားကြတာ ။တမီးရဲ့အဖွားနဲ့အဖေကတားယောက်ကြလေးမေးလေးလိုချင်ခဲ့တာ။ဒါပေမဲ့အမေမမွေးဖွားနိုင်ခဲ့ဘူး။ဒါပေမဲ့မိန်းကလေးတွေကယောက်ျားလေးတွေထက်တားရဲဆိုတာတနေ့ကျရင်အမေတီချာပေါက်တက်တည်ပြမှာပါ။အမေကတမီးတို့ပညာရေးထောက်ပံ့ပေးပြီးငှက်တွေအားလုံးရဲ့စံပြဖြစ်အောင်လုပ်မှာ။မမေတမီးတို့အမေရဲ့အိမ်မက်ကိုတီချာပေါက်ကောင်းတယ်ဖော်ပြီးမှာပါ။တဖြည်းဖြည်းနဲ့အချိန်တွေကုန်ဆုံးသွားပါကလေးလေးအောင်လုံးလေအခုဆိုကောလိပ်တက်နေကြပါပြီအမေကြည့်ပါအောင် ။တမီးတို့နှစ်ယောက်လောကောလိပ်မှာစုရကြတယ်။တမီးတို့နှစ်ယောက်လောကောလိပ်မှာပထမပဲ။ပြီးတော့မေကောလိပ်ကနေတမီးတို့ scholarship ပေးရဲ။တမီးတို့အတွက်ထပ်ပြီးပညာသင်စည်းကုန်စရာမလိုတော့ဘူး။တမီးတို့နှစ်ယောက်လောအရေးချင်းရှိရဲဆိုတာတက်တည်ပြနိုင်မယ်လို့အမေအမြဲတမ်းယုံကြည်တယ်။ဒါပေမဲ့တမီးတို့ရှေ့ဆက်ရမယ်လမ်းကိုရွေးချယ်ရမယ်။အချင်းတွေကုံဆုံးသွားပြီးတနေ့မှာတော့ပြပြကဆရာဝန်မလေးတယောက်ဖြစ်လာပြီးကိကိကရဲမိဖြစ်လာပါတယ် တရက်ကြာတော့ပြပြရသူစည်းကန်းကနေအိမ်ကိုပြန်လာတဲ့အချိန်လမ်းမှာတရံရနေငှက်တကောင်တွေးလိုက်ပါရင်ဟဲ့ရှင်တရာရီအများကြီးရနေပါလားဘလို့ဖြစ်တာလဲသမီးရေဦးလေးကိုကားတိုက်သွားလို့ပါပြပြရသူ့ရဲ့အိမ်ခေါ်လာလိုက်ပါရင်စာကလေးကလည်းသူ့ကိုတွေးပြီးစိတ်ညစ်သွားပါရင်ပြီးတော့ပြပြကိုပြောလိုက်ပါရင်သမီးလေးပြပြသမီးသူ့ကိုဘယ်မှာတွေ့ခဲ့ရလဲပြီးတော့ဘာလို့အိမ်ခေါ်လာတာလဲသူ့ကိုတခြားနေရာပြန်ခေါ်သွားလိုက်ဆရာဝန်ဖြစ်တာနဲ့ တွေ့ကြရငှက်ကိုအိမ်ခေါ်လာလို့မရဘူးလေသူ့ကိုပြန်ခေါ်သွားလိုက်ပါဒါကအမေရဲ့အိမ်တမီးရဲ့စီကံမဟုတ်ဘူးအမေဒီလောက်တော့သာထွက်တာတမီးတခါမှမမြင်ဘူးဘူး तू ကဘယ်သူလဲအမေသူ့ကိုသိရမလားသိရတမီးရဲ့အကျင့်မကောင်းတဲ့အဖေဆိုတာ तू ပဲ तू ကအမေနဲ့အတူတူတမီးတို့နှစ်ယောက်ကပါအိမ်ကနေနှိမ့်ထုတ်ခဲ့တာအမေတမီးကဆရာဝန်တယောက်ပါပြီးတော့လူနာတွေကုသပေးရမှာတမီးရဲ့တာဝန်ပဲ तू အမေပေါ်မကောင်းခဲ့တာ तू မှားတာ ဒါပေမဲ့အဲ့ဒီအတွက်ကြောင့်လည်းတမီးသူဒီတိုင်းထားလိုက်လို့မရအောင်မေပြပြကအခုလိုပြောပြီးသူ့ရဲ့အဖေကိုစေကူတာပေးလိုက်ပါပြပြရဲ့အဖေတတိယလာတဲ့အခါစာကလေးကိုသူ့အရှိမတွေ့လိုက်ရတော့နောင်တရပြီးရှက်လွန်းလို့စာကလေးကိုမော့တာမကြည့်ရဲပါဘူး။ကိုပားခဲ့ပါတယ်။ကိုရဲ့သားကိုအိမ်ကနေရိုက်ပြီးနှိမ့်ထုတ်ခဲ့တယ်။ဒါပေမဲ့ ကိုလက်မခံခဲ့တဲ့သမီးရပဲဒီနေ့ကိုသက်ကိုခဲ့ခဲ့တာကိုခွတ်လို့ပေးပါ။သမီးတွေကဝင်လေးတာပဲအဖက်တင်နေဆိုတဲ့စကား ဒီမြောက်ကိုနားလေလိုက်ပါပြီအမေအဖေကသူ့မားရဲ့အတွက်ကြောင့်နောင်ရရနေပါပြီအမေသူ့ကိုခွလွတ်လိုက်ပါ ဟုတ်တယ်အမေအမေအဖေကိုခွလွတ်လိုက်ပါနော်ဇာကလေးကသူ့ရဲ့သမီးလေးတွေအရန်ဖြောင်းပြနေကြတဲ့အတွက်သူ့ခင်မုံခွလွတ်လိုက်ပါပြီးတော့သူတို့အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားကြပါဦးရယ်ဇာကလေးရဲ့ကံကြမ္မာလပ်ပရဲ့တောတစ်ခုမှာကိုတူးဆိုတဲ့ကြီးကန်းတကောင်ကသူ့ရဲ့အမျိုးသမီးတီရီဆိုတဲ့ဇာကလေးနဲ့အတူနေထိုင်ပါတယ် ကိုတူကလဲသမားတယောက်ပါ သူတနေ့လောအလောလောလို့ရသမျှပတ်စံကိုသူ့ရဲ့တငယ်ချင်းတွေနဲ့အတူတူအရက်တောက်ပြီးဖြုံးလိုက်ပါသူအရက်တောက်ပြီးအိမ်ပြန်လာတိုင်းတိရိကသူ့ကိုပြောပါဘာလို့လဲရှင်မင်းကပြောတော့အရက်ကိုလက်ဖျားနေအောင်မထီတော့ပါဘူးဆိုဒါပေမဲ့ဒီနေ့လဲတောက်လာပြန်ပြီရှင်မသမီးလေးတယောက်လည်းရှိရဲ့နော်ရှင်ရှင်သမီးလေးအတွက်ရောတွေးပေးပူးရဲ့လားပြပြမွေးတော့ကကျမတို့တူတူသူ့အတွက်အိမ်မက်တွေအများကြီးမက်ခဲ့ပူးကြရလေရှင်သိရဲ့လားကျမမှာအခုနောက်ထပ်ကိုဝင်တစ်ခုရနေပြီ ကိုတူကတီရီရဲ့ဇကားရီကိုမကြားချင်အောင်ဆောင်ပြီးအိတ်လိုက်ပိုင်းဒီလိုနဲ့ရဲ့အနှဲငယ်ကုံဆောင်သွားပြီးတီရီမှာကလေးနောက်တယောက်ရှိလာပိုင်းတီရီရဲ့သမီးငယ်လေးကီကီကဗိုက်စာလိုငိုနေပိုင်းကိုတူရဲ့ကျမတို့သမီးလေးငိုနေရကြပြီ သူတို့ဈေးကနေနှုတ်နည်းနည်းလောက်ဝေခဲ့ပြီးပါလားကိုတူကတီရီကိုဈေးကနေမုတ်ဝယ်လာပေးလိုက်ပြီးသူ့ကိုပြောလိုက်ပိုင်းတီရီကိုတို့ဒေလီမြို့ကိုပြောင်းနေကြမလားလို့စဉ်းစားနေရအဲ့ရောက်ရင်ကိုလည်းအလုပ်တွေပါရှာပြီးလုပ်မယ်လေ ပြီးတော့ကိုအပေါင်းတင်နေနဲ့ဝဝိနေလိုက်ကိုလည်းအရဲတောက်တဲ့အကျင်ပျောက်သွားမှာရှင်ပြောရလဲဟုတ်ပါတယ်ဒါပေမဲ့ကျမတို့အားလုံးထွက်သွားရင်ဒီအင်ကိုဘသူကစောက်ရှောက်မှာလဲမင်းအဲ့အရာတွေစိတ်မပူနဲ့သီရီကိုတို့ဒေလီမပြောင်းခင်ကိုတီအင်ရောင်းလိုက်မယ်ဟုတ်ပါပြီရှင်ဒီလိုလုပ်ချင်နေဆိုကျမမတားပါဘူးရှင်တီအင်ရောင်းလိုက်ပါဒီလိုနဲ့ကိုတူကသူ့ရဲ့အင်ကိုရောင်းလိုက်ပြီးသူ့မိသားစုနဲ့အတူဒေလီကိုသွားလိုက်ပါနင်တို့ဘိုင်းစာနေလောက်ပြီးဒီမှာပဲနေခဲ့ ငါနေတို့အတွက်အစာသွားယူခဲ့မယ်။ကုတူကဒီလိုပြောပြီးနောက်တီဗီနဲ့သူ့သမီးတွေကိုနေခိုင်းခဲ့ပြီးအစာယူဖို့ထွက်သွားပါတယ်။ကုတူကအချိန်အတော်ကြာရဲ့အထိပြန်မရောက်လာတဲ့အခါတီရီကစဉ်းစားပါတယ်။သူငါတို့ထားပြီးထွက်ပြေးသွားပြီနဲ့တူတယ်။ဖခင်ကြီးကျမဘာဆက်လုပ်ရတော့မလဲ။ကျမရဲ့ဒီသမီးနုနုညံ့ညံ့လေးတွေကိုဘယ်ခေါ်သွားရမလဲ။ကျမမှာပတ်စံလေးတပြားမှမရှိဘူး။ပတ်စံအကုန်သူ့ပဲတင်ထားတာ။ငါကတော့ငါအမျိုးသားရှုံကြည့်ခဲ့တာ။တိုင်းမေသူကတော့ငါ့ကိုလှည့်စားခဲ့တယ်။ တေရီရဲ့ကလေးညီအောင်ကအရန်ကိုပိုက်စားနေခဲ့ပါတီရီကသူ့သမီးတွေဒီလိုဖြစ်နေအောင်မကြည့်ရပါသူကခီးတဲ့ငှက်တကောင်ကြီးသွားပြီးအန်တီကျမအနည်းရဲ့အထုပ်တွေရထားပေါ်တင်ပေးရမလားတီရီကအဲ့ဒီခီးတဲ့ရဲ့အထုပ်တွေကိုရထားပေါ်တင်ပေးလိုက်တော့ရူဘီ30ရရှိခဲ့ပါတယ်တီရီကအဲ့ဒီပတ်စံနဲ့သူ့သမီးတွေအတွက်စမူစာတောင်းဝင်ခဲ့ပါတယ်ရှော့သမီးတို့ဒီစမူစာတွေစားလိုက်ပါပြီးရင်ဒီမှာပဲထိုင်နေနော်အမေကဒီဘူတာရုံမှာကုလီလုပ်မယ် ပြီးတော့တမီးတို့နှစ်ယောက်လောင်းကျွေးမွေးမယ်။မမေဒီစမူသာအရန်ကောက်တာပဲ။မမေမနဲ့ပြန်ကြလဲဒါဝယ်ကျွေးအောင်နော်။မဟုတ်ဘူးလေတမီးရဲ့စမူသာနေ့တိုင်းစတာမကောင်း။မနဲ့ပြန်စပြီးအမေတမီးတို့အတွက်အစာချက်တွင်မယ်။ဒီနေ့တော့တမီးတို့ဒီမှာပဲနားလိုက်ပါ။အမေအလုပ်သွားလုပ်တော့မယ်။တမီးလေးပြပြတမီးရအကြီးနော်။တမီးရကစ်ကစ်ကိုဖြူးဆိုင်ပေးနော်။ပြီးတော့သစိမ့်တွေနဲ့စကားရှောက်မပြောနဲ့။ဘာလို့လဲဆိုတော့အမေတို့ဒီဟာဘသူ့ကိုမှမသိဘူး။ ဒီမျိုးကလည်းအမေတို့အတွက်အစ်စ်ပဲပြီးတော့တကယ်လို့သမီးတို့ရဲ့ဖေဖေရောက်လာခင်သူ့ကိုလည်းဒီမှာပဲစောင့်ခိုင်းမှာသူနဲ့လည်းဘဲမှရှောက်မသွားကြနဲ့နော်တီရိယသူ့သမီးတွေကိုရှင်းပြပြီးဘုဒ္ဓယုံကိုထွက်သွားပါတုံးလီရလောက်ကြာပြီးရဲ့နောက်မှာသူကအပြင်တပင်ပေါ်မှာအိမ်လေးစောက်လိုက်ပါပြီးတော့အဲ့ဒီအိမ်မှာပဲသူ့သမီးတွေနဲ့အတူတူနေပါရှင်အနေငယ်ကြာပြီးတနေ့မှာရဲတွေကတီရိယကိုလာရှာပြီးပြောလိုက်ပါကိုတူကအနေနဲ့ပါတော့လေ तू ကကျမရဲ့အမျိုးသားပါ ကျမတို့ကရွာနေအိမ်ရောက်ပြီးဒီလိုအလုံးလာရှာပါဟုတ်လားကျွန်တော်တို့ဒီသတင်းပေးရစိတ်မကောင်းပါဘူး तू ကလမ်းပေါ်မှာကားတိုက်ပြီးဆုံးသွားပါပြီကျွန်တော်တို့သူ့စီကနေပတ်စံနဲ့နဲ့ရှာတွေ့ခဲ့ပါဒါသူ့မိသားစုစီလာအပ်တာပါတေရီယာအဲ့ဒီပတ်စံတွေယူလိုက်ပြီးသူ့အမျိုးသားအတွက်လည်းအရန်ကိုဝမ်းနေသွားပါဒါပေမဲ့လည်း तू မှဘာမှမတတ်နိုင်ဘူးလေတေရီကကုလီအလောက်ပဲဆက်လုပ်ပြီးသူ့သမီးတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားပါစာကလေးရဲ့မိခင် တစ်ချိန်တုန်းကတောင်းဟုတ်တစ်ခုထဲမှာလှလစာကလေးကသူ့သမီးတန်ကျင်နဲ့သူစာတို့နဲ့အတူနေထိုင်ပါတနေ့မှလှလအလုပ်တွေလုပ်နေအောင်မြင်ပြီးတန်စီကပြောလိုက်ပါအမေသမီးအမေကိုအလုပ်တွေအရင်မလုပ်နဲ့လို့ခဏခဏပြောတယ်လေအမေကနေမကောင်းပါအောင်ဆိုသမီးစကားကိုလည်းနားမထောင် လာပါဒီကနေထားပြီးသွားနာလိုက်တော့ကျန်တဲ့အလုပ်တွေသမီးဆက်လုပ်လိုက်မယ်နေတယောက်တည်းဘလောက်တောင်အလုပ်တွေလုပ်နေအောင်မှလဲသမီးရဲ့သူစာသူစာကြီး နေအမြဲစိမ့်နဲ့ပဲနေနေမှာလားအမေကိုလည်းကြူးဆောင်လေညမအိမ်လုပ်တွေလုပ်ရလုံးဝမချင်မမညမလည်းအမေကိုမလောက်ခိုင်းပါဘူးသူ့ဟာသူ့ပဲစိတ်ပူပြီးလုပ်နေရအခုတော့အမကောလိကပြန်လာပြီမလားအမပဲကြည်လုံလိုက်တော့ညမလာမနောက်ရှက်နဲ့သူကနေရဲ့အမပါသူစားရဲ့သူ့ကိုမလီမစားမဆက်ဆံနဲ့ငါမကြိုက်သူလဲစာမေးဝဲဖြေရတော့မှလေသူလဲတဏီကောင်အိမ်လုပ်တွေလုပ်နေစာပေချိန်သွားလုပ်မှလေအမေကလည်းအမြဲတမ်းတမိ့ကိုပဲဆိုရယ် မမောင်ကြတော့ဘယ်တော့မှဘာမှမပြောမေသမီးတို့တလောက်ထိဆူနေအောင်တမီးကမမောင်ဘာများပြောမိလို့လဲဒီကိစ္စတွေထားလိုက်ပါ အမေအေးအေးစီစီသွားနာနေလိုက်ပါဒီလိုနဲ့ရဲ့အနေငယ်ကုံဆုံးသွားပါတယ်တနေ့မှာတော့တန်စင်ကသူ့စာမေးပွဲရှာလက်တွေယူလာပါမမေရှာတယ်မမေရေကြည့်ပါအောင်တမီးကကောလိပ်တစ်ခုလုံးမှာပထမပဲဒါတကယ်ကောင်းနေတဲ့တဲ့မေတမီးညာလုံးပေါက်စာရေးလုပ်ပြီးစူးစမ်းထားမှာတော့ပထမရရမှာပေါ့ အမေနာခဏလောက်လားထိုင်ပါဦးတမီးကိုလျှို့ဝှက်ချက်တခုပြောပြမလို့ဒီလျှို့ဝှက်ချက်ကိုအမေရင်ထဲမှာတင်ထားရနှစ်တွေအရန်ကြာနေပြီအခုတော့တမီးလည်းကြီးလာပြီလေဒီလျှို့ဝှက်ချက်ကတမီးအတွက်လည်းအရန်ကြီးပါဘလို့လွတ်ဝတ်ချက်လဲမေးပြီးမှပြောပြပါလားတမီးဖိုက်တွေရမ်းစာနေလို့တမီးအစာသွားစားလိုက်အောင်မေးတန်စင်ကဒီလိုပြောပြီးအစာစားဖို့ထွက်သွားပါတယ်ဒေါ်လာကတန်စင်ကိုအဲ့လွတ်ဝတ်ချက်ကိုပြောပြဖို့လှုပ်တိုင်းတန်စင်မှာကိစ္စတခုခုအမြဲပေါ်လာတတ်တာကြောင့် အခုတိမပြောပြဖြစ်သေးရပါဒီလိုနဲ့ထပ်ပြီး၅နှစ်ကုန်ဆုံးသွားပါပြီးတော့တန်စင်ကလည်းဆရာဝန်တယောက်ဖြစ်လာခဲ့ပါပြီ အရာအားလုံးအဆင်ပြေချောမွေ့နေခဲ့ပါဒါပေမဲ့တနေ့မှာတော့ကျွတ်တူရဲ့မမကဒေါ်လာရဲ့အိမ်ကိုရောက်လာပါတယ်။အမ၊ကျမကိုကျမရဲ့သမီးလေးပြန်ပေးပါ။ကျမကကျမသမီးလေးကိုနှစ်တွေအရန်ကြာရဲ့အထိရှာနေခဲ့တာ။ပြီးတော့ဒီနေ့ကျမတီးခဲ့ရတာရှင့်ရဲ့သမီးကြီးတန်စင်ကကျမရဲ့သမီးဖြစ်ပြီးကျမသူ့ရဲ့အမေအရင်းဆိုတာပါ အန်ဒီပါရင်ရှောက်ပြောနေရလဲသမီးရဲ့အမေကဒီမှာပါအန်ဒီမဟုတ်ဘူးအန်ဒီအထင်လွဲနေရနေမှာပါမဟုတ်ဘူးသမီးဒီမှာကြည့်ပါဒါသမီးငယ်ရောပုံပါသမီးကပွဲတော်တကူသွားခဲ့ရအမေစကားနားထောင်ပါအမေကဒါသမီးရဲ့အမေရဲ့မှာ အမေလိန်နေရလို့ထင်သမီးသူ့ကိုမေးကြည့်လိုက်လေအမေဒါပါရင်လေသမီးဘာမှနားမလဲတော့အမေကသမီးကိုခဏခဏပြောပြဖို့ကြိုးစားနေလှုပ်ဝက်ချက်ကဒါပါပဲဒါပေမဲ့အမေသမီးကိုတကားမှမပြောပြနိုင်ခဲ့ဘူး အမေကသမီးကိုပွဲတော်တစ်ခုမှာတွေ့ခဲ့ရပါအမေကသမီးရဲ့မိဘအရင်းကိုအရန်ရှာတီးခဲ့တယ်ဒါပေမဲ့ဘယ်မှမှရှာမတွေ့ခဲ့ဘူးအဲဒါကြောင့်အမေကသမီးကိုခေါ်လာပြီးသမီးအရင်းလေးလိုပြုစုခဲ့တာသမီးသာသမီးရဲ့အမေရင်နဲ့လိုက်သွားခြင်းနဲ့ဆိုရင်လိုက်သွားလို့ရတယ်အမေတပါးပြောနေရလေသမီးဘယ်မှမသွားဘူးမမသမီးအမားလောက်ခဲ့တာရှိရင်ညီမရင်းလိုတတ်မှတ်ပြီးခွလွတ်ပေးပါဒါပေမဲ့သမီးတို့မထားခဲ့ပါနဲ့မမဘယ်မှမသွားပါဘူးယူမလေးရဲ့ အနီပြန်သွားလို့ရပါပြီ။တမီးကတမီးအရင်ချိရမမီနဲ့ညီမလေးကိုထားပြီးဘယ်မှမသွားနိုင်ဘူး။ဒီအမေကတမီးကိုချစ်ပြီးခဲ့ပြူဆိုင်ပြီးခဲ့သလား။အမေကြီးကတော့တမီးကိုအဲ့လိုမလုပ်ပြီးနိုင်လောက်။မမြဟုတ်ပြီတမီးလေးဒါဆိုအမေသွားတော့မင်းနော်။ဒါပေမဲ့တမီးနဲ့တွေ့ကျင်တဲ့အခါလာတွေ့လို့ရရင်မလား။ကျစ်တူတွေကအဲဒီကနေထွက်သွားလိုက်ပါပြော်တန်စင်ကဒေါ်လာနဲ့သူ့ညီမလေးနဲ့အတူပျော်ပျော်ရွှင်ရွှင်နေထိုင်သွားပါတော့တယ် ကဲအခုလိုမျိုးစိတ်ဝင်စားစရာငှက်ကာတွန်ပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လုပ်ထားပေးခဲ့ကြပါအောင်နော်နောက်ထပ်လေးစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့တူပြန်လာခဲ့ပါအောင်မိတ်အခုတော့အားလုံးနှုတ်ဆက်ခဲ့ပါရှင်